အားလုံးပဲမင်္ဂလာပါ UK Chemistry ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည့်တက်တဲ့အားလုံးမင်္ဂလာပါ။ဒီကနေ့ရဲ့နောက်ဆုံးရအားကြသိတဲ့ကိုကြည့်ရမယ်ဆိုရင်တော့ Paris Saint-Germain အသင်းကဥရောပ Champions League Final အဖြစ်မြူးနစ်မှာကျင်းပခဲ့တဲ့ကွင်းမှာ အင်တာမီလန်ကိုချန်ပီယံလိသမိုင်းတလျှောက်ဂိုးအပြတ်ဆုံးနိုင်ပွဲနဲ့ပထမဆုံးချိန်ချန်ပီယံစုဖလားချီကိုရရှိခဲ့ပါတယ်။ PSG ကတပွဲလုံးကိုအကောင်းဆုံးကစားခဲ့ပြီးဆီမျိုနီအင်ဇာကီ အသင်းကို9ဂိုးပြတ်နဲ့ဂိုးပြတ်နိုင်ခဲ့ပြီးတော့အမှတ်တမ်းသိရေးထိုးနိုင်ခဲ့တာဖြစ်တယ်။ဒါတစ်ဖက်မှာတော့ Paris Saint-Germain အသင်းရဲ့ဒီပြ Louis Enrique ကချန်ပီယံလိသမိုင်းမှာ မတူညီတဲ့အသင်းနဲ့နောက်ထပ်ချန်ပီယံဖြစ်မှတ်တမ်းဝင်ခဲ့သလိုသမိုင်းတလျှောက်မှာ ဖလားသုံးလုံးရယူနိုင်တဲ့ဒုတိယမြောက်နီးပြဖြစ်တယ်ဖလားသုံးလုံးကိုနှစ်သိန်းနဲ့ရယူနိုင်တဲ့သူဖြစ်လာပါတယ်ဖက်ကွာဒီယိုလာကဘာစလိုနာနဲ့မန်စီးတီးရပြီးနောက်ဒါလူးဝစ်စီနီကေကဘာစလိုနာနဲ့အတူလာလက်ရှိမှာ ပါရစ်စင်ဂျာမိန်နဲ့ရရှိခဲ့တာဖြစ်တယ်ဘိုလ်လူပွဲမှာအကောင်းဆုံးဆုရပြီးနှစ်ကိုးသွင်းတကိုးဖန်တီးတဲ့လူငယ်ကစားမဒီစီယာဒူအီကတော့ဒီနေ့ရာသီ Golden Boy ဆုကိုရဖို့တေချာတော့ရှိသွားပြီဖြစ်တယ်တဖက်မှာတော့ PSG အသင်းကချန်ပီယံဖြစ်သွားပြီးတဲ့နောက်မှာကွင်းလေဒန်လူချီရူမီးနီးယားဒန်လူချီကိုဘက်ကတော့ဥရောပဘောလုံးတမိုင်းရဲ့မှတ်တမ်းသစ်ရေးထိုးနိုင်ပါတယ်။ကိုဘက်ကအခုလက်ရှိမှာ2021ခုနှစ်22တုံးကရိုမာနဲ့ ไฟนอลရဲ့ conference ဒီ final ကိုသူကြိုက်တဲ့ခဲ့တယ်ပြီးခဲ့တဲ့နှစ်က Atlanta နဲ့ Bayer Leverkusen ရဲ့ Europa League final ကိုကြိုက်တဲ့ခွင့်ရပြီးဒီနှစ်မှာတော့ Europa Champions League final ကိုကြိုက်တဲ့ခွင့်ရလို့2023ခုနှစ် Istanbul မှာလည်း Manchester City နဲ့ Inter Milan ပွဲကိုသူကသရုပ်တဒိုင်လူချင်းဖြစ်ပါဝင်ခဲ့ပြီးဖလားပြိုင်ပွဲအထိက၃ခုစလုံးကို ကြိုက်ခွဲခွင့်ရတဲ့ WG ဖြစ်မှတ်တမ်းကြီးထိုးနိုင်ခဲ့တာဖြစ်တယ်။တချိန်တည်းမှာပဲနာမည်ကျော်စူပါစတာခရစ်စတီယာနိုရော်နယ်ဒိုကတော့အာနာဆာနဲ့နှစ်နှစ်သက်တမ်းထပ်တိုးမှာပါ။အသက်40ရှိတဲ့ရော်နယ်ဒိုကိုအာနာဆာက2029ခု တစ်နှစ်စာချုပ်ချုပ်ဆိုမှဖြစ်ပြီးစာချုပ်တက်တန်းကုန်ဆုံးတဲ့ချိန်ရိုနယ်ဒိုဟာ52နှစ်ရှိလာမှာဖြစ်တယ်ဘရာဇီးဘောလုံးပွဲချုပ် FA နဲ့ကာလိုအန်ချယ်လိုတီကနေမာဂျူနီယာကိုလယ်ရစ်စင်အသင်းရဲ့အသင်းကောင်းဆောင်ဖြစ်ပြန်လဲခံအပ်တော့မှာပါအထူးသဖြင့်2020နှစ်လီယိုမက်ဆီကအသင်းကိုဦးဆောင်ခဲ့တဲ့ပုံစံတိုင်း 2026မှာနီမာဂျူနီယာကိုဥဆောင်ဖို့ဘရာဇီးဘောလုံးဖွဲ့ချုပ် FA ကအသင်းကောင်းဆောင်ပြည့်ရွေးချယ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်တဲ့ Trent Alexander Arnold ကရယ်မက်ဒရစ်ကိုပြောင်းရွှေ့တဲ့အတွက်လက်မှတ်ထိုးချေယူရို30ရရှိမှာပါလီဗာပူးကလည်းအလွတ်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းရွှေ့လာတဲ့ Trent အတွက်ရယ်မက်ဒရစ်ကတကယ်တမ်းတန်း30အထိကုန်ကြတာဖြစ်တဲ့ Trent ကိုလက်မှတ်ထိုးချေတန်း30နဲ့လီဗာပူးကို Club World Cup ပြိုင်ဆိုင်ခွင့်အတွက် ဒါဆယ်တန်းယူချင်းဝေးပေးခဲ့တာဖြစ်တယ်ရီယယ်မက်ဒရစ်အသင်းကအခုလောလောဆယ်မှာစုကဲရဲ့ကွန်းလက်စားပါအန်ဂျယ်လိုစတဲလာကိုခေါ်ယူဖို့ပုံကိုရေးဆိုင်ရာသဘောတူညီမှုရရှိပြီးဖြစ်ပါတယ်ဒီစားမကိုစတူကက်ကပြောင်းရွှေ့ချီတန်း60လောက်ထိတောင်းဆိုထားတဲ့အတွက် နှစ်ဖက်ကြားဆွေးနွေးနေတာဖြစ်ပြီးတော့မဒရစ်ကအပြောင်းရွှေ့ထွက်အပြီးတက်နိုင်ဖို့မျှော်လင့်ထားတယ်လို့ဆိုပါတယ်။ဘာဆိုနာသင်းကလည်းယွန်ကာစီယာကိုအစပန်ယိုကနေခေါ်ဖို့သဘောတူလိုက်ပါပြီ။ဒီကစားမကိုယိုချီစာချုပ်ယူရို25တန်းနဲ့ခေါ်မှာဖြစ်ပြီးတော့ ကလပ်ကအစပိုင်းယူကုသမာတွက်ယူရိုလေးသားအပြင်ပွဲထွက်ခွင့်ပေးမယ်ဆိုတဲ့သဘောတူညီမှုနဲ့ခေါ်ယူဖို့ရရှိခဲ့တာဖြစ်တယ်။ဘာဆိုနာရဲ့ဥက္ကရာလာပိုတာကတော့ကလပ်အသင်းနေနဲ့အပြောင်းလဲအချို့ကိုပြုလုပ်သွားမှာဖြစ်ပြီးတော့ market threshold လူးဝစ်ဒီရဲ့နီကိုဝီလျံနဲ့ရာဖေးလီယိုတို့အားလုံးဟာအဲ့ဘဲတောင်ပန်ပိုရှင်အတွက်သူတို့ဘက်ကအဓိကရထားတာဖြစ်တယ်လို့ဆိုပါတယ်ချန်ပီယံလိဖိုင်နယ်မှာရှုံးနေခဲ့ပြီးမှဆီမိုနီအင်ဇာကီကအခုလောလောဆယ်သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့အင်တာမီလန်နဲ့ကလပ်ဝေါ်ကပ်ပြိုင်ဖို့ကိုသူ့ဘက်ကမတိကြဘူးလို့သူ့ရဲ့အနာဂတ်အတွက်ဘာမှပြောဆိုနိုင်ခြင်းမရှိကြောင်းနဲ့အခုလောလောဆယ်အသင်းရှုံးနေခဲ့တဲ့အတွက်တကယ်ကိုစိတ်ပြတ်မိကြောင်းသူကဝန်ခံခဲ့ပါတယ်လာဇီယိုအသင်းကလည်းသူတို့ရဲ့အီတလီနီးပြဟောင်း င်မော်ရီစီယိုဆာရီကိုနီးပြပြန်ခန့်ဖို့သဘောတူလိုက်ပါတယ်လာဇီယိုအသင်းကမော်ရီစီယိုဆာရီကိုနှစ်နှစ်စာချုပ်နဲ့ယာတီသက်မှာတာဝန်ယူခွင့်ပေးတော့မှာလည်းဖြစ်တယ်တစ်ဖက်မှာတော့ဥစပါနီတမ်ဘဲလီကဘာစလိုနာအသင်းဟာသူ့ကစားမဘွား Dream Club ဖြစ်ပြီးအသက်20မှာဘာစလိုနာကိုရောက်လာခဲ့တယ်ဒါဟာကျွန်တော်ရဲ့အိမ်မက်ကလပ်ဖြစ်ပြီးဘာစလိုနာကိုဘယ်တုန်းကမှသောကပြောဆိုမှုလုံးဝမရှိခဲ့ပဲဒီသင်ဟာကျွန်တော်ဘွားအတွက်အိမ်မက်ကလပ်အသင်းတစ်ခုဖြစ်ခဲ့တဲ့အကြောင်း ဒမ်ဘေးလီကချန်ပီယံလိဘောလုံးပွဲအပြီးမှာပြောခဲ့တာပါမန်ချက်စတာယူနိုက်တက်အသင်းရဲ့နောက်ခံလူဂျူနီအီဗန်ကကစားမပွားကအပြီးတိုင်နားပါပြီဒီယာဒီကိုမာပဲပြီးဆုံးသွားလို့ဟိုတနေ့ကဟောင်ကောင်နဲ့ကစားခဲ့တဲ့ပွဲအပြီးမှာဂျူနီအီဗန်ကမန်ယူနိုက်တက်အတွက်ဆယ်ရာဒီကစားခဲ့ပွဲပေါင်း242ပွဲ89သွင်း89ဖန်တီးမှုနဲ့ FA Cup Premier League Champion League ကဘာကလပ်ပြိုင်ပွဲနဲ့ဖလားရီအားလုံးရရှိခဲ့တာလည်းဖြစ်တယ် အန်ဒရီကလည်းရေပတိက ထွက်ခွာလာပြီးနောက်သူ့ရဲ့အနာဂတ်ကိုစဉ်းစားနေဆဲဖြစ်တဲ့အဲရစ်တာဟာရဲ့ဘိုင်လီဘကူစင်ကသူ့ကိုခေါ်ဖို့လုပ်ပေမဲ့အန်ဒရီကတော့အနာဂတ်ကဘာဖြစ်မလဲနဲ့6လတာအတွက်ဘတ်တင်မှာပျော်ရွှင်ကြောင်းနဲ့ဒီသင်ကသူ့ရဲ့ chapter တဲက ဒါအကောင်းဆုံး memory တစ်ခုဖြစ်တယ်လို့ဆိုခဲ့တာဖြစ်တယ် Anthony ဟာ real budget မှာ6လတာအတွင်းမှာ14ခုပါဝင် ပတ်သက်ခဲ့သူဖြစ်တယ် Sergeant Redcliffe ကတော့အခုလောလောဆယ်မှာ Bruno Fernandes ရဲ့အပြောင်းရွှေ့ကိစ္စကိုစိတ်ဝင်စားလေးရှိပြီးငွေကြေးပိုင်းဆိုင်ရာဗန်နိုင်းရဲ့အခြေအနေအရ Fernandes ကိုသူတို့ရောင်းချဖို့စိတ်ဝင်စားလေးရှိတယ်ဒါပေမဲ့ Bruno Fernandes ကို ရူပင်အမရိုကလုံးဝထိခွေမပေးတဲ့အခြေအနေကြောင့်ဆာချင်ရက်ကလစ်နဲ့ရူပင်အမရိုချာမှာဖာနန်တက်စ်ကိစ္စကဘူလိုလို့စေအထိ ဒါမတိကြပဲရှိကြောင်းတဆန်းကဖော်ပြထားပါတယ်။ချက်စီကလည်းနီကိုဝီလျံကိုခေါ်ဖို့ဆန္ဒရှိနေတယ်။မီကာလိုမိုဒရစ်ကိုဈေးချဖို့အတွက်ရှိတဲ့အတွက်ကြောင့်ဆန်ချိုကိုခေါ်မှာဖြစ်ပေမဲ့ချက်စီကနီကိုဝီလျံကိုလာမယ့်ရာသီမှာအက်တလက်တစ်ကလပ်ကနေယောချီစာချုပ်68တန်းနဲ့ခေါ်ဖို့ကြိုးပမ်းနေတာပါ။ချက်စီနေနဲ့လီယန်ဒီလက်ကိုဒါကလပ်ဝေါ်ကပ်ပြိုင်ဖို့သူတို့ဘက်ကပြင်မှတ်ထားနေပါတယ်။ဒီကောက်ပါကနွေရာသီမှာအင်္ဂလန် Under 21 Championship ကို ဝင်ရောက်ရှင်ပြိုင်ဖို့ပြင်ဆင်ထားပေမဲ့ Chelsea ကသူ့ကို Club World Cup ပြိုင်ပွဲကိုတွားရောက်ရှင်ပြိုင်ဖို့ကို ပြင်ဆင်ထားပြီးဖြစ်တယ်။ချက်စီနေနဲ့အခုလက်ရှိမှာတကယ်လို့များ United သားရောင်းချခြင်း Kobe Menu ကိုခေါ်ဖို့ဆန္ဒရှိကြောင်းဖော်ပြလာပါတယ်။ဒီစာမောက်ကို ESPN Report ရဲ့အဆိုအရချက်စီကစိတ်ဝင်စားမှုအပြည့်ရှိပြီးခေါ်ယူဖို့ကြိုးပမ်းလျက်ရှိကြောင်းဆိုပါတယ်။အာစနယ်တင်ကဗစ်တာယိုကရက်ကိုတောက်လျှောက်ကျိုးပန်းခဲ့ပြီးမှဘန်ဂျမင်ဆက်စကိုကိုပြောင်းလဲခဲ့ပြီးအခုဒီပြောင်းရွှေ့အပြီးတပ်ဖို့လုပ်နေပါပြီဂျာမန်မီဒီယာတွေရဲ့ဖော်ပြချက်အရအာစနယ်ကဘန်ဂျမင်ဆက်စကိုအတွက် ပုံကိုရေးဆိုင်ရာသဘောတူညီမှုရထားပေမဲ့ပြောင်းရွှေ့ကြီးကို live set နဲ့ throwback ကညှိနှိုင်းထားပြီးတန်း80လောက်နဲ့ဖြစ်လာနိုင်ပွဲရှိကြောင်းဆိုပါတယ်။ Arsenal သင်းရဲ့နီးပြမိခင်အာတီတာကတော့ကလပ်အသင်းမှာ ခိုင်ဟာဖက်ကအရေးပါတဲ့ position တခုမှာဆက်ရှိမှာဖြစ်ကြောင်းနဲ့လာမယ့်ရာသီမှာသူတို့တိုက်စစ်ပိုင်းအတွက်ဟာဖက်ဟာအရေးပါဆုံးကစားမတစ်ယောက်ဖြစ်စထိန်ထားသွားမှာဖြစ်ကြောင်းဆိုထားပါတယ်။အာဆနယ်သင်းရဲ့နောက်ခံလူမိုက်လူးစ်ကယ်လီကိုရယ်မဒရစ်ကစောင့်ကြည့်နေရှိတယ်။သူတို့တနစ်ပဲချန်တဲ့ဒီကစားမလေးကိုမဒရစ်ကခေါ်ဖို့ဆန္ဒရှိပြီးတော့အာဆနယ်ကတော့သူ့ကို ကာလရှိချာတက်တန်းတိုးဖို့လုပ်နေကြောင်း Guardian ကဖော်ပြထားပါတယ်။ ယူရိုပါလိချန်ပီယံဖြစ်နေသည့်တိုင်အောင်ထော်နန်ကနီးပြအန်ချ်ပေါ်ဆိုကိုကူကိုထုတ်ပယ်ဖို့စဉ်းစားနေဆဲဖြစ်တယ်။လာမယ့်တစ်ပတ်အတွင်းမှာအန်ချ်ကရာထူးနေရာအတွက်အပြောင်းလဲလုပ်နိုင်ဖို့ရှိပြီးဒန်နီယယ်လီဗီနက်စ်ပါပိုးဖွဲ့ကသူ့နေရာမှာအစားထိုးမဲ့သူတွေကိုစတင်ရှာဖွေရရှိတယ်လို့ဖော်ပြထားပါတယ်။ထော်နန်ဟော့စ်ပါကခရစ်စတယ်ပဲလစ်ကဲနောက်ခံလူမာဂေဟီကိုလည်းချီးကပ်ရရှိတယ်။တကယ်လို့များခရစ်ရှန်ရိုမဲရိုကိုသူတို့ဆုံးရှုံးခဲ့ရင် မာကီဟီနဲ့အစားထိုးဖို့အတွက်ချက်စီကိုကြော်ပြီးခေါ်ဖို့ကြိုးပမ်းလေရှိတာပါမန်ချက်စတာစီးတီးရဲ့စူပါစတာဒီဘရိုင်းနာတယောက်နာပိုလီကို ပြောင်းပါပြီ2028ထိ3နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီးတော့တစ်နှစ်ကိုယူရို12တန်းထိရရှိမှာလည်းဖြစ်တယ်မန်စီးတီးကအခုလက်ရှိမှာရိုင်ဒါစ်ကို AC မီလန်ကနေခေါ်ဖို့သဘောတူညီမှုရပါပြီနောက်ဆုံးစစ်ပြောင်းရွှေ့ကြေးကယူရို80ကနေ85တန်းထိရှိပြီးတော့ မကြာမီနှစ်ဖက်ကြားသဘောတူညီမှုရရှိလိမ့်မယ်လို့ဆိုထားပါတယ်မန်ချက်စတာစီးတီးအနေနဲ့အခုလောလောဆယ်အနေထားရာသူတို့အသင်းရဲ့တောင်ပံနေနဲ့ကွင်းလယ်ပိုင်းကိုထပ်ပြီးအားပြစ်ဖို့ရှိပြီးတော့ခံစစ်ပိုင်းကိုလည်းအားပြစ်သွားဖို့ရှိကြောင်းဆိုထားပါတယ်တစ်ဖက်မှာတော့လီဗာပူးကလည်းပါရီစန်ဂျာမိန်ရဲ့ဥရောပချန်ပီယံချန်ပီယံလိချန်ပီယံဂွန်ဂျာလိုရမ်ဘော့စ်ကိုခေါ်ဖို့ဆန္ဒရှိနေပါတယ်ဒီစားမကို PSG ကပေါင်55သန်းတတ်မှတ်ထားပြီးတော့လီဗာပူးကသူ့ကိုခေါ်ဖို့ကြိုးပမ်း ိုင်းလည်းရှိတာပါလီဗာပူးအနေနဲ့ Brighton ရဲ့တောင်ပိုင်းကစားမမင်းတက်စ်ကိုလည်းတောက်လျှောက်ဆောင်ကြည့်လည်းရှိတယ်ဒါလီဗာပူးဘက်ကဒီကစားမကိုတောက်လျှောက်သဘောချပြီးတော့ Brighton ကတော့သူကစားမကိုလွယ်လွယ်ကူကူထွက်ခွာခွင့်ပြုမှာမဟုတ်ပေမဲ့ပြောင်းရွှေ့ခြေကိုတော့အခုလောလောဆယ်မှာတန်း60နဲ့တန်း80ကြားတတ်မှတ်ထားတာပါ လီဗာပူးအသင်းက Brian Ambumo ရဲ့အခြေအနေကိုလည်းစောင့်ကြည့်လေရှိတယ်။ Brentford ကသူတို့ရဲ့ Cameron ကစားမအတွက်ပေါင်တန်း90ရရင်ရောင်းချသွားမှာဖြစ်ကြောင်းကြေညာထားပါတယ်။ Aston Villa အသင်းက Manchester United နဲ့အပြိုင် Emi Martinez ညမှာအစားထိုးဖို့ပြင်သစ် club Lille ရဲ့ goal man Lucas Cavalier ကိုစိတ်ဝင်စားလေရှိတယ်။ Lille ကသူတို့ကစားမတော်တော့တန်း၄၀တတ်မှတ်ထားပြီးတော့ဒီကစားမကို Villa ကခေါ်ဖို့ကြိုးပမ်းနေတာပါ။ Everton အသင်းကလည်းသူတို့ရဲ့ကွင်းလင်ကစားမ Carres ကိုသူတို့ဘက်ကအပိသက်ခေါ်လိုက်ပါပြီ Flamengo ကနေခေါ်ယူထားတဲ့ဒီကစားမကို Everton က3နှစ်စာချုပ်နဲ့ချုပ်ဆိုပြီးတော့အပိသက်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်ဒါရီကစိတ်ဝင်စားစရာနောက်ဆုံးရအားသာသင်ပါအားလုံးကျေးဇူးတင်ပါတယ်